အခုအချိန်ပရီးမီယာလိမှာကစားနေရင်လည်းအခုလိုပဲဂိုးတွေသွင်းနေနိုင်မှာဖြစ်ကြောင်းပြောဆိုလိုက်တဲ့ရော်နယ်ဒိုခရစ္စတီယာနိုရော်နယ်ဒိုကတော့အခုအချိန်သူပရီးမီယာလိမှာကစားနေအောင်မယ်ဆိုရင်လည်းလက်ရှိ sorry pro league မှာသွင်းယူနေတဲ့ဂိုးရည်အတွက်အတိုင်းပဲသွင်းနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောဆိုလိုက်ပါတယ် ရော်နယ်ဒိုက2023ခုနှစ်ဇန်နဝါရီလမှာအယ်နဆာအသင်းကိုရောက်ရှိလာပြီးတဲ့နောက်ပိုင်း Sorry Pro League 84ဝဲမှာ82ဂိုးအထိကိုသွင်းယူထားနိုင်ခဲ့ပါတယ်။အဲဒီကာလအတွင်းမှာဒုတိယဂိုးအများဆုံးသွင်းယူထားတဲ့သူက Abdurazzat Hamad Alar ဆိုတဲ့ကစားသမားဖြစ်ပြီးတော့ Ronaldo ကအဲဒီကစားသမားထက်28ဂိုးတောင်မှပို့ပြီးတော့သွင်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ရိုနယ်ဒိုလိုရောက်လျာလိမှာဂိုးသွင်းချန်လေးရှိရဲ့တိုက်စစ်မှုတဦးအတွက်ကတော့ဒီစွမ်းဆောင်ရပါမှမပြောပါလောက်တဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့ရိုနယ်ဒိုအပေါ်မှာမနာလို့မုန်းတိကြတဲ့သူတွေကတော့ဒါဟာ sorry လို့လွယ်ကူတဲ့လိမှာကြောင့်အသွင်းနိုင်တာဖြစ်ကြောင်းသဘုတ်လေးလွန်ပြောဆိုလေးရှိကြပါတယ်။ဒါပေမဲ့လေရိုနယ်ဒိုကတော့သူ့ရဲ့ဂိုးသွင်းဆွဲရည်အပေါ်မှာယုံကြည်မှုအပြည့်ရှိနေပြီးတော့အခုချိန်သူသာပရီးမီးယားလိမှာကစားနေရင်လေအခုလိုပဲဂိုးတွေသွင်းနေနိုင်မှာဖြစ်ကြောင်းပြောဆိုလာခဲ့တာဖြစ်ပါတယ် ရော်နယ်ဒိုဟာပရီးမီယာလိမှာနောက်ဆုံးကစားခဲ့တဲ့2021-2022ရာသီအပြည့်မှာမန်ယူအသင်းအတွက်24ဂိုးသွင်းယူခဲ့ပါတယ်။အမှန်တကယ်တော့အဲ့ဒီ24ဂိုးကရော်နယ်ဒိုအတွက်ဥရောပထိပ်တန်းလိ5ခုထဲမှာ2003-2004ရာသီနောက်ပိုင်းဂိုးသွင်းအနည်းဆုံးမှတ်တမ်းဖြစ်ပါတယ်။ဒါပေမဲ့လည်းရော်နယ်ဒိုက PS Morgan နဲ့ပြုလုပ်ခဲ့တဲ့နောက်ဆုံးအင်တာဗျူးမှာ Sorry Bloody ကိုထပ်မံပြီးတော့ချီးကျူးခဲ့ပြီးတော့သူသာအင်္ဂလန်မှာဆက်ပြီးတော့ကစားနေခဲ့ရင်ဂိုးအများဆုံးသွင်းနိုင်တဲ့သူတွေထဲမှာ ပါဝင်မယ်လို့သူကိုယ်သူယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။နှစ်စဉ်နှစ်တိုင်းကျွန်တော်ပို့ပြီးတော့ကိုးသွင်းပါတယ်။၂024ခုနှစ်မှာချိန်မကောင်းတဲ့နှစ်လို့ဆိုရင်တောင်ကျွန်တော်25ကိုးသွင်းခဲ့ပါတယ်။ကျွန်တော်ဒါအခု Premier League မှာထိတ်တန့်အသင်းတစ်သင်းအတွက်ကစားနေရမယ်ဆိုရင်လေဒီပမာဏအတိုင်းအထူးတူပဲသွင်းနိုင်ပါပါ။ကျွန်တော်အသက်40မှာတောင်အသင်းကောင်းတစ်သင်းမှာကစားရရင်အခုပုံစံအတိုင်းသွင်းနိုင်ပါပါဆိုပြီးတော့ Ronaldo ကပြောဆိုခဲ့ပါတယ်။ဆလပီယိုလေရော်နယ်ဒိုက သူကစားနေတဲ့လီကိုထပ်မံအမွန်းတင်ခဲ့ပြန်ပါတယ်။ Opta ရဲ့စွမ်းရည်အဆင့်သတ်မှတ်ချက်တွေအရ Sorry Pro လီကကမ္ဘာပေါ်လုံးလောကမှာ29ခုမြောက်အကောင်းဆုံးလီဖြစ်ပါတယ်။ဒါပေမဲ့ Ronaldo ကတော့ကမ္ဘာမှာနံပါတ်9အဆင့်သတ်မှတ်ခံထားရတဲ့ Portuguese Premier League ထက် Sorry လီကပိုကောင်းပြီးတော့ အစ်စ်ငားမှာရှိတဲ့ပြင်သစ်လီကူဝမ်းနဲ့တောင် ရှင်နိုင်တယ်ဆိုပြီးတော့ယုံကြည်နေပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရော်နယ်ဒိုကကျွန်တော်ပြောနေဖို့တော့မလိုတော့ပါဘူး။သူတို့တွေကြိုက်တာပြောနိုင်ပါတယ်။ဒါပေမဲ့ကနန်းနေရလိမ့်ညာမှာမဟုတ်ပါဘူး။သူတို့က sorry လေးအကြောင်းပြောကြပေမဲ့သူတို့ရေဒီယိုတခါမှမလာဘူးပါဘူး။ဒီမှာတခါမှမကစားဘူးပါဘူး။သူတို့အပူချိန်40ဒီဂရီအောက်မှာပြေးလွှားရတာဘယ်လိုလဲဆိုတာမသိကြပါဘူး။သူတို့မသိပါဘူး။ကျွန်တော်ဆက်ပြီးတော့ပြောနေမှာပါ။ sorry လေးကပေါ်တူဂီလိထက် က်အများကြီးပိုကောင်းပါတယ်။သိကြပါရယ်။ပြင်သစ်လေးရလည်း PSC တသင်းပဲရှိရပါ။ Premier League ကတော့ကောင်းပါတယ်။သိကြတာပေါ့။အဲ့ဒါကတော့နံပါတ်၁ပါပဲ။ကျွန်တော်နေရာတိုင်းမှာကစားခဲ့ဘူးပါတယ်။နေရာတိုင်းမှာပါ။ကျွန်တော်တက် sorry မှာဂိုးသွင်းရတာထက် Spain မှာဂိုးသွင်းရတာပိုလွယ်ပါတယ်။ဆိုပြီးတော့ Ronaldo ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်။